အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကဒီချွန်းနှမ်းမှာရှိတဲ့လေဆံနေရာလေးတစ်ခုကိုခေါ်သွားကြပါမယ်အန်တောင်တက်ချင်တာလားလက်လက်ကြောက်တိုင်းရဲ့ရိုက်ချင်လားပန်းနေနဲ့ရိုက်ချင်လားပြရိုက်တွေဝင်လာချင်လားအစာဦးများစွာရှိတဲ့ဒီနေရာကိုကျွန်တော်တို့လိုက်ပြီးလေ့လာဖို့ပြေခေါ်ပါရခင်ဗျာချွန်းနှမ်းဗုဒ္ဓအနေစီလိုရမယ်ကားလေးဖြစ်ပါရခင်ဗျာဟုတ်ပါ Oh, 있어? <noise> ်အဒီဝင်ဘောက်ကနေပြီးတော့ဒီလိုလမ်းလျှောက်ပဲမနော်လမ်းလျှောက်ပြီးရင်ဒီလမ်းအတိုင်းတွားပြီးတော့ဟိုးကဒီလမ်းတိုင်းတွားပြီးတော့ဟိုးကတောင်ကြီးကိုတက်လို့ရတယ်မနော်တောင်ကြီးဟိုးအောင်မှအမြင်ကြီးပဲအဲ့ပေါ်ကိုတွားလို့ရပါတယ်ခုအပြင်ဘက်မှာတဝါလဲပွားကြီးဆိုတော့ဒီအဆောက်ဦးတဲ့ကိုဝင်ကြည့်မယ်ပေါ့နော်အထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော်တူတူလိုက်ပြီးတော့လိုက်လေကြည့်လိုက်ကြအောင်နော်

ာဒီတောင်ကြီးနောက်ခံထားပြီးဒီနားအဝင်ပွားမှာဆိုရင်တော့ဒီလွတ်လပ်ရေးအတွက်ပေါ့နော်ဂျိုးပန်အထုတ်ခဲ့တဲ့နိုင်ငံကြီးရဲ့အမိပုံမျိုးကိုလိုလေးပြပေးထားပါတယ်ဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံလေးပါတယ်ဒီနေရာကိုမရောက်သေးဘဲနဲ့တော့အရင်အခန့်ကြီးအကြီးဖြစ်တယ်လို့ကျွန်တော်လည်းမထင်ဘူးဒါပေမဲ့ဒီရောက်တဲ့အချိန်ကဟောတပ်ပုံရိုက်စီရလဲစီရပတ်စီရနေရာတွေအရင် ရန်များတယ်ပြီးတော့ဒီပြာကန်းနေခံပါတယ်ဆိုတော့အများကြီးပဲပေါ့နေရာလေကြတော့များတယ်တကယ်အထင်ကြီးရနေရာတစ်ခုဖြစ်တယ်ဆိုတော့ဟိုအတိလိုက်ရတယ်ပေါ့နော်ဆောင်းနံပါတ်6ဖြစ်တဲ့ဆီလိုနိုနာရာဆိုတဲ့ခံကိုအရင်ဝင်ကြည့်ပါမယ် ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ Bye bye ။